အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကစုံလားပြည့်နေ့သည်ဗုဒ္ဓဘာသာဝင်တို့ဤနေထူးနေ့မြတ်ကြီးဖြစ်ပါတယ်ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်သူတော်စင်ပေါင်းတို့ကိုးကွယ်စည်းကမ်းနေကြတဲ့ဂေါရမမြတ်စွာဘုရားအလောင်းတော်ဥမေတာရှင်ယသိဖြစ်ခဲ့ခြင်းကဤဘဒ္ဒကဘာ၌လေးစုမြောက်ဖြစ်သောဂေါရမအမိဖြင့်ဘုရားဆင်စီဧကံဖြစ်လိမ့်မည်ဟုဒီပင်ကနာမြတ်စွာဘုရားထံမှ မြေတပြာဒိတ်ကိုကဆုံလားပြင်းနေတွင် ရရှိခဲ့ပါတယ်မဟာတက္ကရ68ခုနှင့်ကဆုံလားပြင်းနေတွင်ဂေါရမဘုရားအလောင်းတော်တိတ်တရမင်းသားအားပွားမြင်တော်မူခဲ့ပါတယ်မဟာတက္ကရတရား3ခုနှင့်ကဆုံလားပြင်းအာယုန်တဲ့ချိန်တွင်ဂေါရမဘုရားအလောင်းတော်သည်တပ္ပိညုတရွှေဉဏ်တော်ကိုရရှိ၍တရားစင်စစ် အေကံဖြစ်တော်မူခဲ့ပါတယ်။မဟာတတိယ140ရှိခုနှင့်ကစုံလားပြည့်နေ့တွင်မလမင်းတို့၏အင်ဂျင်ဥယျာဉ်၌ဘုရားရှင်ပြိနိဗ္ဗာန်ဆံဝင်တော်မူခဲ့ပါတယ်။ဤသို့ထူးခြားချက်၄ရပ်ဖြင့်ပြည့်စုံသဖြင့်ဘုဒ္ဓဘာသာဝင်အပေါင်းတို့ကကစုံလားပြည့်နေ့အားဘုရားနေ့ဟုသတ်မှတ်ခဲ့ကြပါတယ်။ဘုရားရှင်သည်ဤနေ့ဤခါ၌တပ္ပိညုတရွှေဉံတော်ကိုရတော်မူရန်အတွက် ဟောဒီပင်အားအမိပြု၍တရားအထုတ်တော်မူခဲ့ပါသည်ထို့ကြောင့်ဘုရားဘာသာဝင်တို့သည်ဟောဒီပင်အားရေသွန်းလောင်ခြင်းစာသောကုသိုလ်ကောင်းမှုတို့ကိုပြုလုပ်ခဲ့ကြတာဖြစ်ပါသည်ဟောဒီပင်အားရေသွန်းလောင်ကြပြီးမှပစုံလတွင်ရေရှားပြတ်လဲ့၍မျိုးလျော်အံသေးဖြစ်သောဟောဒီပင်ကိုလမ်းဆန်းဆိုပြီးစေရအတွက်ရောင်ရည်သွန်းလောင်းခဲ့ကြတဲ့အလေအထသည် ဒ္ဓဘာသာဝင်တို့တွင်တက်ွယ်ကြွားခြင်းမရှိဘဲဒီနေ့ထက်တိုင်ရှင်သန်သေးဖြစ်ပြီပါတယ်။ ဒ္ဓဘာသာဝင်အပေါင်းတို့ကပစုံလားပြင်းနေအားဖျားနေဟုသတ်မှတ်ခဲ့ကြပါတယ်။ဖျားရှင်သည်ဤနေ့ဤခါ၌တပိယုဒ္ဓရွှေငံတော်ကိုရတော်မူရန်အတွက်ဘောရီပင်အားအမိပြု၍တရားအထုတ်တော်မူခဲ့ပါတယ်။ထို့ကြောင့်ဘုဒ္ဓဘာသာဝင်တို့သည်ဘောရီပင်အားဒီသွလောင်ခြင်းစာတော်ကုသိုလ်ကောင်းမှုတို့ကိုပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ဘောရီပင်အားဒီသွလောင်ကြသည်မှာ ပစုံလတွင် ရေရှားပြက်လက်၍ညိုလျော်အန်စဲဖြစ်သောဘောရီပင်ကိုလမ်းဆန်းဆိုပြီးစီရအတွက်ရောင်ရည်သွန်းလောင်းခဲ့ကြတဲ့အလေအထသည်ဗုဒ္ဓဘာသာဝင်တို့တွင်ကောက်ွယ်ကြွားခြင်းမရှိဘဲယနေ့ထက်တန်ရှင်တန်စဲဖြစ်နေပါတယ်ဒီစီအမြဲပင်ကစုံလာပြည့်နှစ်တွင်ရောင်ရည်သွန်းပွဲများပြုလုပ်လျက်ရှိရာကျွန်တော်တို့အေယာဝတိုင်းဒေသကြီးအင်္ဂဘူမြို့နယ် တုံမူကျေးရွာအောင်သိပ်ပြီးကျောင်းတိုက်တော်အတွင်းမှာလဲပြစ်စင်နေတိုင်းရောင်ရည်သုံးပွဲတော်ကို ပြုလုပ်ခဲ့ရာလာရောက်ရေသွန်းလောက်ကြတဲ့ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့ကိုအာရမများဖြင့်လဲကျွေးမွေးတူတန်းခဲ့ကြပါတယ်ဗုဒ္ဓဘာသာဝင်တိုင်းသိရှိထားတဲ့အတိုင်းဗျာပွားပွင့်စံဤလေးတန်မယံဗုဒ္ဓနေဟုဆိုဒီမှာယာတိခံယူသောနေ့ဘုရားအလောင်းဖွားမြင်သောနေ့ တရားပွင့်တော်မူသောနေ့ပြိဋိဘံဆောင်ဝင်တော်မူသောနေ့ဆိုတဲ့သစုံလားပြည့်နေ့အကြောင်းကိုပြည်တော်လောက်လေးတင်ပြပေးလိုက်ရပါတယ်ခင်ဗျာအားလုံးရှင်လန်းချမ်းမြေကြပါစေ